ယတိနောက်ကိုလေကိုလူတွေကအသေးအတန်ဘာလို့လိုက်နေကြတာတော့ဟိုအကိုတီးခွင့်ရှိရင်အကိုပြောပြပါလားပြောပြလို့ရပါတယ်အကိုရဲ့ဒီလိုကိုဖိုးမောင်ရဲ့ယတိတို့ကနေမနေရသည်ယတိရဲ့အဖေကဥရစာတဲ့အဖေကဥဟိုင်းနီတို့နဲ့အဆက်အသွယ်လုပ်ပြီးတော့ကြောက်ရောင်းဝယ်လုပ်ကြတာဥဟိုင်းနီကအဖေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးလိမ်လည်ပြီးတော့ယူသွားတာလीအဲ့နောက်ပိုင်းယတိတို့မိသားစုလည်း အကြီးကျယ်ဒုက္ခရောက်ကြတာပေါ့အဲ့ဒီအကြောင်းတွေကိုတိနေတဲ့ယတိကဥိုင်းမျိုးလက်စားချေတဲ့အနေနဲ့ဒီပစ္စည်းကိုရအောင်ပြန်ယူခဲ့တာဟုတ်ဥိုင်းနေရှိပစ္စည်းကိုရအောင်ယူခဲ့တယ်ဆိုတော့ဟုတ်အဲ့ဒီပစ္စည်းကဘာများလဲအခုလောလောဆယ်တော့ဘရက်တစ်ခုပဲရထားသေးတယ်ဘရက်ဟုတ်အဲ့ဒီဘရက်ကတန်ဖိုးဘယ်လောက်ရှိလို့လဲယတိကမှန်ချေရဆိုတော့3000ကနန်းလောက်တော့ရှိမယ်